စားပြေလွားမီးလောင်ခဲ့သည့်တက္ကသိုလ်ဝန်ထမ်းចောင်းသားများဆောင်းမေးပွဲပြန်လည်ပြေဆိုရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးငလင်ကြီးချောင်းစားပြေလွားထွေမိလောင်ပြက်စီးသွားတဲ့နေပြည်တော်အပါဝင်တိုင်းနယ်ပြည်နယ်ထွေကចောင်းသားចောင်းသူတွေရဲ့အတွက်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုဂျွန်လထွင်ပြန်လည်ကျင်းပသွားမယ်လို့ပညာရေးဝန်ကြီးဌာနကအတည်ပြုလာပါတယ် အဆိုပါမန္တလေးငလှင်ကြီးလှုပ်ခတ်စဉ်တဆက်ထဲမန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်ပြီးအပြေလွှာတွေပါမီးလောင်ပျက်စီးသွားခဲ့တာကြောင့်အခုလိုပြန်လည်ပြေဆိုချဖို့စီစဉ်ရတာလို့ဆိုပါထဲမန္တလေးတက္ကသိုလ်မီးလောင်မှုအတွင်းကချင်းစကိုင်းတိုင်းမန္တလေးတိုင်းနယ်နေပြည်တော်ကောင်စီနယ်မြေထိုးမှစစ်ဆေးခဲ့တဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအပြေလွှာစုစုပေါင်း9200ကျော်အထိပါဝင်သွားခဲ့တာဖြစ်ပါထဲ့ ဒါကြောင့်အထည်ဒေတာတွေရဲ့အတွက်တက္ကသိုလ်ဝင်စာမေးပွဲကိုဂျွန်လ16ရက်ကနေ23ရက်အထိပြန်လည်ကျင်းပစစ်ဆေးသွားမယ်လို့သိရပါတယ်။အဒီလိုဖြစ်ဆိုတဲ့အခါမှာလဲ2025ခုနှစ်မတ်လအတွင်းစစ်ဆေးခဲတဲ့တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ်အလုံးဖြည့်ဆို့ခဲ့သူတွေကိုတောင်ပြန်လဲဖြည့်ဆို့ခွင့်ပြုမှာဖြစ်ပါတယ်။ ဖြေဆိုးခွင့်ရရှိသူတွေစရင်ကိုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ပညာရေးမှုရုံးထွေနဲ့စစစ်ဌာနထွေမှကြီးညာပေးသွားမယ်လို့သိရပါတယ်။ အခုပြန်လည်ပြေဆိုရမယ်သူတွေမှာစကိုင်းတိုင်းရဲ့တွင်းရှိအထက်ကမင်းကင်းအထက်ကပန်းဆက်အထက်ကသစ်တမှု အထက်ကရွှေဘိုးအထက်ကသစ်ရေဦးအထက်ကဘန်းမောင်အထက်ကဝန်းတူအထက်ကမော်လိုက် အထက်ကကင်းတက်နဲ့အထက်ကအရာတော်စားစစ်ဌာနတွေမှာပြေဆိုခဲ့သူတွေမပါဝင်ဘူးလို့သိရပါတယ် အခုပြန်လည်ကျင်းပမယ်တက္ကသိုလ်ဝင်စာမေးပွဲအတွက်ဖြေဆိုးခွင့်ကပြားထွေကိုမိမိတို့ဖြေဆိုးရမယ်စာစစ်ဌာနထွေမှသက်ဆိုင်ရာတက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှုထွေကချွန်းလတရက်ကနေ15ရက်အတွင်းတိုက်ရိုက်ထုတ်ယူရမယ်လို့ဆိုပါတယ် မန္တလေးငလင်းချောင်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအပြေလွှာစုစုပေါင်းမန္တလေးတိုင်းဒေသကြီးမှဖြေဆိုသူဦးရေ46,944ဦးရဲ့အပြေလွှာအုပ်ရေ23,940အုပ်စကိုင်းတိုင်းဒေသကြီးမှဖြေဆိုသူဦးရေ9,331ဦးရဲ့အပြေလွှာအုပ်ရေ43,829အုပ် ကချင်းပြည်နယ်မှပြေဆိုသူဦးရေ8699ဦးစုစုပေါင်း6254ဦးရဲ့ဖြေလွှာအုပ်ရေ9189အုပ်မိလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ရှင်။